အလုံးမဲမင်္ဂလာပါရှင် ABC ပြီးသွားပြီဆိုတော့ဒီနေ့ဗီဒီယိုလေးမှာက DEF ပေါ့နော်သုံးလုံးကို ထိုးမယ်နော်အဲဆိုတော့ဒီဆက်လုံးလေးကိုအရင်စပြီးတော့ထိုးမယ်နော်ဒီဒီလေးကိုဒီဆက်လုံးလေးကိုအရင်ထိုးဖို့အတွက်ပထမဆုံး slit knot လေးလုပ်မယ်ခြိ site တွေ app site တွေက bay app ပဲ site ကိုသုံးသုံးခြိတဲ့ကြိုက်တာသုံးလို့ရတယ်ကိုနှစ်သက်ရာကိုသုံးလို့ရတယ်နော် အက်ကလည်းခြေနဲ့အဆင်ပြေမဲ့ပဲ site ကိုဖြစ်ဖြစ်သုံးလို့ရပါတယ်နော်။ Okay စနစ်တော်လေးလုပ်ပြီးပြီဆိုရင်ဖူမီ53ကကျင်မယ်။ဒီ1 2 3 4 5 6။ဒါကိုဖူမီ53ကရပြီ။ဖူမီ53ကရပြီဆိုရင်အက်မှာရင်မယ်။ရပြီရစ်ပြီးတော့ဒီဒုတိယအပေါက်ပေါ့နော်။ဒီအက်ထွက်နေတဲ့အပေါက်မဟုတ်ဘူး။ဒုတိယမြောက်ဖူမီလေးကနေစပြီးတော့တိုင်ချေလေးထိုးမယ်။ တတိုင်းနောက်တစ်ပေါက်မှလည်းတတိုင်းနှစ်တိုင်းနောက်တစ်ပေါက်မှလည်းတတိုင်းသုံးတိုင်းโอเคအဲ့လိုမျိုးတစ်ပေါက်ကိုတတိုင်းစီနဲ့12တိုင်းရတဲ့အထိထိုးသွားပါမယ်နော်အခုဒီမှာသုံးတိုင်းရပြီဆိုတော့၄တိုင်း5တိုင်း6တိုင်း ခုနှစ်တိုင်းချစ်တိုင်းဘူတိုင်းဆယ်တိုင်းတတိဆယ်နှစ်โอเคခုဒီမှာ12တိုင်းရပြီ12တိုင်းရပြီပြီဆိုရင်အမှရေးမယ်ရေးပြီးတော့1 2 3 4 5 ဒီ၅ပေါက်မှာတစ်ပေါက်ကိုတစ်တိုင်စီကိုအဲ့၅ပေါက်၅တိုင်ကိုတစ်တိုင်နဲ့ဖျောင်းလို့ထိုးမယ်နော်တစ်တိုင်နဲ့ဖျောင်းကိုထိုးမယ်ဆိုတော့အဲ့မှာရစ်ပြီးတစ်ပေါက်မှာတိုင်ချေတစ်ခါပဲထုတ်မယ်နော်တစ်တိုင်ရပြီနောက်တစ်ပေါက်မှာလည်းတိုင်ချေတစ်ခါပဲထုတ်မယ်အကုန်မထုတ်ဘူးနော်ဒီမှာအပေါ်မှာဒီလိုတကွင်းချင်းစီချန်ထားမယ်နော်နှစ်တိုင်ရပြီသုံးတိုင်ရပြီ လေးတိုင်ရပြီ။ငါးတိုင်။ Okay အားလုံးငါးတိုင်ငါးတိုင်ဆိုရင် app ပေါ်မှာခွင်းလေး6ခွင်းရမယ်နော်။အဲ့လို app ပေါ်မှာခွင်း6ခွင်းရပြီငါးတိုင်ရပြီဆိုရင်ခြေကိုတခါလေးထုတ်လိုက်မယ်။နော်။ဒီတိုင်ခြေငါးတိုင်ကိုဒီတိုင်နဲ့ပြောင်းထိုးလိုက်တာနော်။ပြီးရင် app မှာရင်မယ်ရစ်ပြီးတော့တပောက်ကိုဒီတိုင်စီနဲ့၃တိုင်ပြန်ထိုးမယ်။ ်အတိုင်နှစ်တိုင်သုံးတိုင်တပောက်ကိုတစ်တိုင်စီနဲ့နော်သုံးတိုင်တပောက်ကိုတစ်တိုင်စီနဲ့သုံးတိုင်ထိုးပြီးပြီဆိုရင်ဒီမှာနော်တပောက်ကိုတစ်တိုင်စီနဲ့တစ်တိုင်နှစ်တိုင်သုံးတိုင်သုံးတိုင်ထိုးပြီးပြီဆိုရင်နှစ်တိုင်နှစ်တိုင်ကိုတစ်တိုင်ရင်းစီပေါ့နော်အဲ့လိုမျိုး sorry ဘယ်လိုပြောမလဲ ဒီတိုင်းချင်းနှစ်တိုင်းကိုတတိုင်းတိုင်းချင်းနှစ်တိုင်းကိုတတိုင်းအဲ့လိုမျိုးပုံစံမျိုး၄ချိန်ထိုးမယ်နော်ဘယ်လိုလဲဆိုတော့ဒီမှာထိုးပြမယ်အဲ့မှာရင်မယ်တတိုင်းရှီကိုအကုန်မထုတ်ဘူးတကွင်းပဲထုတ်မယ်နော်ပြီးရင်အဲ့မှာရစ်ပြီးနောက်တတိုင်းကိုလည်းရှီကိုအကုန်မထုတ်ဘူးတကွင်းပဲထုတ်မယ်နှစ်တိုင်းပေါ့နော်အပေါ်မှာခွင်း၃ခွင်းဒီမှာနှစ်တိုင်းနှစ်တိုင်းရပြီဆိုရင်တစ်ခါလေးထုတ်လိုက်မယ်โอเคဒီချိန်ရပြီနော်အဲ့လို၄ချိန်ရအောင်ထိုးမယ်နော်အဲ့မှာရင်မယ် တတိုင်းအမှရင်မယ်နောက်တတိုင်းနှစ်တိုင်းရှိကိုအကုန်ထုံးမယ်ခေတာဆိုနှစ်ကြိမ်ရသွားပြီနော်ဒီလိုမျိုးလေးအမှရင်မယ်တတိုင်းနောက်တစ်ပေါက်မှလည်းတတိုင်းနှစ်တိုင်းကိုတတိုင်းတတိုင်းစီပေါ့နော်အဲ့လိုထိုးတာဒီဖုံးမီးနှစ်ချက်ကိုဒီနှစ်တိုင်းကိုတတိုင်းနဲ့ပြအောင်ထိုးရနော်ရှိကိုအကုန်ထုံးမယ်၃ကြိမ်ရပြီနော်၄ကြိမ်ရအောင်ထိုးမယ် တစ်တိုင်းနှစ်တိုင်းโอเค၄ချိန်ရသွားပြီเนาะ၄ချိန်ရသွားပြီဆိုရင်တစ်ပေါက်ကိုတစ်တိုင်းစီနဲ့၃ကပြန်ထိုးမယ်เนาะခုနကဒီမှာ၅တိုင်းကိုတစ်တိုင်းနဲ့ပြောင်းထိုးပြီးရိုးရိုးတစ်ပေါက်ကိုတစ်တိုင်းစီ၃တိုင်းထိုးတယ်ပြီးတော့နှစ်ပေါက်ကိုတစ်တိုင်းစီနှစ်ပေါက်ကိုတစ်တိုင်းစီ၄ကထိုးရเนาะ၄ကထိုးပြီးရိုးရိုးတစ်ပေါက်ကိုတစ်တိုင်းစီ၃တိုင်းပြန်ထိုးမယ်เนาะတစ်တိုင်း ်နှစ်တိုင်းသုံးတိုင်းလွယ်လွယ်လွယ်လေးပါမယ်နော်ချင်းလာမသိဘူးနော်โอเคရို့တစ်ပောက်ကိုတစ်တိုင်းသုံးတိုင်းထိုးပြီးပြီဆိုရင်အခုဒီမှာနှစ်ပောက်ကိုနှစ်တိုင်းကိုတစ်တိုင်းစီထိုးထားတာ၄ချိန်နော်အဲ့လိုမျိုး၄ချိန်ဒီဘက်မှာပြန်ထိုးမယ်လွယ်လွယ်လေးပဲနော်နှစ်တိုင်းကိုတစ်တိုင်းနဲ့ထိုးမယ်တစ်ချိန်โอเคနောက်ထပ်နှစ်တိုင်းကိုလည်းတစ်တိုင်းနဲ့ပြောင်းထိုးမယ် โอเค2จิ๋นยาบีຕົງຈັ່ງຍາບີລີຈັ່ງຍາບີໂອເຄລີຈັ່ງຍາບີສຸຍິນດີມານອກຊົງມາຕິ1 2 3ຕົງບောက်ພຸມີຕົງຈັກຈັ່ງແລະອ້າຍພຸມີຕົງຈັກກູຕະບောက်ກູຕະໄລຊີແລະທູໄລມາດາສຸຍິນດີບົງຊັນນີ້ຍາດວ່າບີເນາະລွယ်ລွယ်ເລີຍເບາະເນາະ okay ဒါဆိုဒီမှာနော်ဒါပထမဆုံး12တိုင်12တိုင်ပြီးတော့ဒီမှာတောင်ကျိုးနေရာလေးအတွက်9တိုင်ကိုတတိုင်နဲ့ဖျောင်းထိုးလိုက်တယ်နော်တတိုင်နဲ့ဖျောင်းထိုးပြီးတော့ဒီမှာရိုးရိုးတိုင်ချီ3တိုင်ထိုးတယ်ပြီးတော့နှစ်ပေါက်ကိုတတိုင်စီနဲ့၄ချိန်ထိုးတယ်ရိုးရိုး3တိုင်ထိုးတယ်နှစ်ပေါက်ကိုတတိုင်စီနဲ့၄ချိန်ထိုးတယ်ပြီးတော့ဒီမှာရိုးရိုး3တိုင်ထိုးတယ်ဒီမှာဒါမျိုးလေးအဲဆိုရင်ဒီလေးဖြစ်သွားပြီဆိုတော့ဒီအစမှတ်နဲ့စုံမှတ်ဒီနေရာလေးကိုဆက်မယ် ဒီနေရာလေးကိုဆက်မယ်ဆိုတော့ဒါကဒီနောက်ဆုံးမှတိုင်ချီတတိုင်းတိုင်ချီတတိုင်းဆိုတော့ဖွင့်ပြီး၃ချက်စာရှိတယ်ပေါ့နော်ဖွင့်ပြီး၃ချက်စာရှိရဲဆိုတော့ဒီစမှတ်နေရာလေးမှာမနပထမဆုံး1 2 3 3ပေါက်မြောက်မှာ slice တင်နဲ့ချိန်မယ်1 2 3โอเค3ပေါက်မြောက်မှာ slice တင်လေးနဲ့ချိန်လိုက်ပြီးရင်2 3 ဒီဘက်ဒီအလယ်နေရာလေးမှာနော်ဒီအလယ်နေရာကဖွန်ဖွန်မီးပုံစံဖြစ်နေတဲ့နေရာလေးမှာ အကူထဲမယ်ပြီးတော့ဒီနှစ်ပေါက်မြောက်ဖွန်မီးလေးမှာ slit နဲ့ချိန်မယ်ပြီးရင်ဒီနောက်ဆုံးထိတ်ဆုံးကဖွန်မီးလေးမှာအကူထဲမယ်ပြီးရင်ဒီဘက်ကထိတ်ဆုံးဖွန်မီးလေးမှာလည်း slit အကူထဲပြီးတော့ slit နဲ့ချိန်လိုက်မယ်ဒါဆိုရင်ဒီပြီးပြီပေါ့နော်ပြီးရင်ဖွန်မီးလေးတစ်ချက်ကျစ်ပြီးခြေစားကိုဖြတ်လိုက်မယ် ။ဒါဆိုရင်ဒီမှာဒီပေါ့နော်။ဒီရပဲ။ဒီရဒီရှိစလေးတွေကိုချိုးဝက်လေးနဲ့သိမ့်လိုက်မယ်။ဒီ ABC ထိုးနည်းလေးတွေကလေဒီဖောင်းကြွပုံလေးတွေနဲ့ထိုးတာလည်းရှိတယ်နော်။ဒါကတော့အခုထိုးပြတဲ့နည်းကတော့အလွယ်ဆုံးအခြေခံနည်းကိုထိုးပြထားတာနော်။ဒီတနည်းတည်းရှိတာမျိုးတော့မဟုတ်ဘူးနော်။ထိုးနည်းတွေကတခြားနည်းတွေနဲ့လည်းထိုးလို့ရပါတယ်။တခြားနည်းတွေလည်းရှိပါတယ်နော်။ အဆိုရင်ဒီမှာ D ပေါ့နော်ဒီစလုံးလေးပြီးသွားပြီဒီစလုံးပြီးသွားပြီဆိုတော့ E ကိုထိုးမယ်နော် DEF ထိုးမယ်နော်ဒီဗီဒီယိုမှာကြတော့၃ခုဆိုတော့ D ပြီးပြီဆိုတော့အခု E ကိုထိုးမယ်နော် E ကိုထိုးဖို့ဖွင့်ပြီး24ကစပြီးကျင်းမယ် slit knot လေးလုံးမယ်ပြီးရင်ဖွင့်ပြီး24က3 4 5 ကေဖူမီ24ကရပြီနော်ဖူမီ24ကရပြီဆိုရင်အမှရစ်ပြီးဒီဒုတိယဖူမီလေးမှာတိုင်ချေလေးထိုးမှာတတိုင်း along à tay chi chào tay tù mân nó tà tay tà bao gù tay zin nè nè tay tông tay li tay ngà tay chào tay chào tay nhà bì chào tay nhà bì တပောက်ကိုတတိုင်းစီနဲ့ငါးတိုင်းကိုတတိုင်းနဲ့ဖျောင်းထိုးမယ်နော်ခုနကဒီလေးထိုးသလိုပဲနော်တတိုင်းရှီကိုအကုန်မထိုးဘူးနော်နောက်တတိုင်းထိုးမယ်နှစ်တိုင်းအကုန်မထိုးဘူးနော်တကွင်းစီပဲထိုးမယ်သုံးတိုင်းလေးတိုင်းငါးတိုင်းငါးတိုင်းရပြီဆိုရင်အပေါ်မှာကွင်းလေး6ကွင်းရှိမယ်နော် ခွင်း6ခွင်းရပြီဆိုရင်အဲခွင်း6ခွင်းကိုအကုန်ထုတ်လိုက်မယ်။အမျိုးလေးရတယ်။အမျိုးရပြီဆိုရင်တစ်ပေါက်ကိုတစ်တိုင်းစီနဲ့၃တိုင်းထုတ်မယ်။တစ်တိုင်းနှစ်တိုင်းသုံးတိုင်းတပောက်ကိုတတိုင်းစီနဲ့သုံးတိုင်းရပြီဆိုရင်ဖွင့်ပြီး၅ကကျင်မယ် ဤဒီဤပုံစံရဲ့ဒီအောက်အောက်လိုင်းလေးတစ်လိုင်းပြီးပြီဆိုတော့ဒီအလယ်လိုင်းတွက်ထိုးမယ်ဖုံးမီ၅ကကျင်မယ်တပောက်ကိုတစ်တိုင်း၃တိုင်းထိုးပြီးပြီဆိုရင်ဖုံးမီ၅ကနော်၁၂၃၄၅ဖုံးမီ၅ကရပြီဆိုရင်အမှရစ်ပြီးတော့ဒီပထမဆုံးထိုးထားသလိုပဲဒုတိယဖုံးမီလေးမှာတိုင်ရှည်ထိုးမယ်တစ်တိုင်းတပောက်ကိုတစ်တိုင်းစီနဲ့ထိုးမယ်နော် นัดดายลงดายลีดาลีดายาີีสุยินดีดีตันชีนาวซงดีนาวซงตันชีเนียลีมาเรทูมาเนาะตันชีเนียลีมาตองดายทูมาတိုင်းဒီအလဲမှာတိုင နတ်တာပြီးရင်ဒီနောက်ဆုံးဒီဖုန်မီဒီတိုင်ချထိုးထားတဲ့ဒီအရင်ဖုန်မီနေရာမှာလည်းဒီတိုင်ထိုးလိုက်မယ်နော်ဟာဒီပုံစံဒီလိုမျိုးလေးနော်ဒီတိုင်ထိုးပြီးပြီဆိုရင်ဒီမှာနော်ဒီနောက်ထပ်ဒီတပေါက်မှာ slip stitch လေးနဲ့ချိန်လိုက်လစ်တေနဲ့ချိန်ပြီးပြီဆိုရင်အမှရစ်ပြီး နောက်ဖုန်မီတပေါက်မှာတိုင်ချေထိုးမယ် အန်ရှိထိုးမယ်ဆိုတော့ဒီလိုမျိုးကကားကြီးဖြစ်နေနော်ဖြစ်နေရဆိုတော့ဘယ်လိုပြန်လုံမလဲဆိုရင်ဒီမှာပြန်လှည့်မယ်လှည့်ပြီး1 2 3ပေါက်မြောက်မှာ slip stitch လေးနဲ့ချိန်လိုက်မယ်နော်ဒါဆိုရင်ညီသွားပြီပေါ့နော် slip stitch လေးနဲ့3ပေါက်မြောက်မှာချိန်ပြီးပြန်လှည့်မယ်ပြန်လှည့်ပြီးအဲ့မှာရစ်ပြီးတော့အခုဒီမှာတဒိုင်ထိုးပြီးပြီဆိုတော့နောက်ထပ်1 2အဲဒီတဒိုင်ကိုထားလိုက်မယ် ီဘက်မှာ၃နိုင်ထိုးထားသလိုတစ်ပောက်ကိုတစ်တိုင်းစီနဲ့၃နိုင်ထိုးသွားလိုက်မယ်နော်တစ်တိုင်းနှစ်တိုင်းအောင်လားနော်ဒါဆိုရင်ဒီမှာအီးပုံစံလေးဒီလိုမျိုးလေးရပြီဆိုတော့ဒီလိုမျိုးဒီအပေါ်က line တစ် line အတွက်ဒီလိုမျိုးထိုးမယ်နော်ထိုးမယ်ဆိုတော့ဖုံးမီးခုနှစ်ခါကျင်မယ် မေခနာကကြည်ပြီးအမှရေးမယ်ရေးပြီးတော့ဒီဒုတိယဖွင့်လေးလေးမှာတိုင်ချေပြန်ပြီးထိုးမယ်တိုင်ပြီးရင်ဒီဘောက်ကိုတိုင်စီနဲ့ထိုးသွားမယ်နှစ်တိုင်သုံးတိုင် ၄တိုင်း၅တိုင်း၆တိုင်းโอเคဒီတိုင်ခြေဒီနေရာတွေမှာဒီတိုင်ခြေနေရာမှာ၃တိုင်ထိုးလိုက်မယ်နော်ထိတ်ဆုံးနေရာမှာတစ်တိုင်ဒီအလံနေရာလေးမှာတစ်တိုင် ပြီးရင်ဒီနောက်ဆုံးနေရာမှာတက်တိုင်းထိုးပြီးပြီဆိုရင်ဒီနောက်ဆုံးမှာကျန်တယ်တနည်း3 3 3ပေါက်မြောက်မှာ slip stitch နဲ့ချက်ဒီနှစ်3 3ပေါက်မြောက်ဖွင့်ပြီးလေးမှာ slip stitch နဲ့ချိန်လိုက်ဒီနော်ဒီမှာဖူမီတစ်ချက်ပို့နေတာကပြန်ဖြေလိုက်မယ်နော်ကိစ္စမရှိဘူး။ခင်ဗျားလို့ဖူမီ slip stitch နဲ့ချိန်ပြီးပြီဆိုရင် အမေတစ်ချက်ကြည့်ပြီးရှိစားကိုချက်လိုက်မယ်နော်ခေဒီမှာပို့နေတဲ့ဖွံ့ဖြိုးရေးတစ်ချက်ကို ဖြည့်လိုက်မယ် ခေပြင်းဒီရှိစာလေးတွေကိုချက်ဝက်လေးနဲ့တင်လိုက်မယ်နော် ်ပြီးရင်ဒီရှိစားလေးကိုဖြတ်လိုက်လို့ရတယ်အဲဆိုရင်ဒီမှာ e ပေါ့နော် e ပုံစံလေးရပြီနော် e ပုံစံလေးရပြီဆိုရင်ဒီ e ပုံစံထိုးပြီးပြီဆိုရင် f ကကြတော့ပို့ပြီးတော့သူကထိုးရတာလွယ်သွားပြီပေါ့နော် okay ဒါဆိုရင်ဒီမှာ a b c T E နော်ဒီပုံစံ Okay ဒါဆိုရင် F ကိုဆက်ပြီးတော့ထိုးမနော် e ကိုထိုးလို့ရပြီဆိုရင် ထိုး e ကိုထိုးပြပြီးသွားပြီဆိုတော့ f ကထိုးရတာလွယ်သွားပြီပေါ့နော်လွယ်သွားပြီပထမဆုံးဖွင့်ပြီး15ကျက်နဲ့စမယ်နော် f ကကြတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ။ Okay ဖုံးမီ5ကဖုံးမီ5ကရပြီဆိုရင်အမှရင်မယ်ရပြီးတော့ဒီဒုတိယဖုံးမီလေးမှာတိုင်ချီလေးပြန်ပြီးတော့ထိုးမယ်တတိုင်းနောက်တစ်ပေါက်မှာလည်းတတိုင်းနှစ်တိုင်းအလုံး၅တိုင်းအောင်ထိုးမယ်နော်နောက်တစ်ပေါက်မှာလည်းတတိုင်း သုံးတန်ရပြီနောက်တစ်ပေါက်မှာတစ်တိုင်း၄တန်ရပြီနောက်တစ်ပေါက်မှာတစ်တိုင်း၅တန်ရပြီโอเค၅တန်ရပြီဆိုရင်ဖမီ၅က1 2 3 4 5ဖမီ၅ကရိုင်းအမှားရင်မယ်ဒုတိယဖမီလေးမှာအတိုင်းချပြန်ထိုးမယ်တစ်တိုင်း နှစ်တိုင်းသုံးတိုင်းလေးတိုင်းပြီးရင်ဒီတိုင်ရှည်လေးမှာသုံးတိုင်းထိုးမှာနော်တတိုင်းဒီအလယ်နေရာမှာတတိုင်းโอเค3တိုင်း3တိုင်းမထိုးရရတယ်เนาะဒီမှာ2တိုင်းထိုးပြီးပြီဆိုရင်1 2 3ပေါက်မြောက်မှာ slice တလေးနဲ့ချိန်လိုက်လို့ရရတယ် ခေတံမျိုးလေးရသွားပြီတံမျိုးလေးရပြီဆိုရင်နောက်ထပ်ဖွင့်ပြီးတစ်ချက်မှာနိုင်ချေတတိုင်းထိုးမယ်ထိုးပြီးရင်ပြန်လှည့်မယ်လှည့်ပြီးတော့ခုနကတည်းအလဲမှာထိုးထားတဲ့ဒီနေရာလေးမှာနော်1 2 3 3တိုင်အဲ1 2 3 3တိုင်မြောက်မှာ slip stitch လေးနဲ့ချိန်လိုက်မယ်ချိန်ပြီးပြန်လှည့်မယ်ပြန်လှည့်ပြီး em mà yêu bi rồi nào thế để bao gu để đại gì nè tổng đánh thua mà đánh gì để đánh, để đại tổng đại โอเค3တိုင်ရပြီဆိုရင်ဖွင့်ပြီး9ခါကြည့်မယ်1 2 3 4 5 6ဖွင့်ပြီး9ခါရပြီဆိုရင်ဒုတိယအပေါက်ဒုတိယအပေါက်လေးမှာတိုင်ချေပြန်ထိုးမယ်เนาะခုနကအီထိုးထားတဲ့အတိုင်းပဲเนาะတူတူပါပဲတတိုင်းနှစ်တိုင်းတပောက်ကိုတတိုင်းစီနဲ့အရင်ရောက်တဲ့အထိထိုးသွားမယ်နော် သုံးတိုင်လေးတိုင်ငါးတိုင်6တိုင်โอเค6တိုင်ရပြီဆိုရင်ဒီတိုင်ရှင်နေရာမှာနှစ်တိုင်ထိုးလိုက်မယ်နော်တိုင်ပြီးရင်ဒီတိုင်ရှင်လေနေရာလေးမှာတစ်တိုင်ခေပီးပြီဆိုရင်တင်းနှစ်ဒီနောက်ဆုံးဖော်မြူလေးမှာ slice တလေးနဲ့ချိန်လိုက် ။အဲဆိုရင် F ရပြီနော်။အမီတစ်ချက်ကြည့်ပြီးရှည်စားကိုရှက်လိုက်မယ်။အခုတုံးထားတာကတချို့ဟာလေးတွေကလည်းနဲ့သေးမယ်။တချို့ဟာကလည်းနဲ့ကြီးမယ်။ဘာလို့လဲဆိုတော့ဒီသုံးနဲ့ရှည်ပေါ်မူတည်ပြီးတော့ဗောနော်။နည်းနည်းလေးရှည်သေးလို့ရှိရင်နည်းနည်းလေးသေးသွားမယ်။ရှည်ကျင်းရင်နည်းနည်းလေးကြီးသွားမယ်နော်။ဒီ A B C D ဒီလေးလုံးရဲ့ရှိကကြတော့အတူတူပဲဒီရှိကလည်းမတူဘူးဒီရှိကလည်းမတူဘူးပေါ့နော်ဒါက baby ရှိ ဒါကကြတော့ BBC မဟုတ်ဘူးဒါပေမဲ့ BBC နဲ့ဆင်ဆင်နဲ့ပေါ့နော်တီရှီလေးပဲဒါကကြတော့စီလွန်ပါတဲ့တခြားရှီလေးတစ်မျိုးပေါ့နော်အယောင်လေးတွေမတူတဲ့အတွက်ရှီရှီကလည်းမတူဘူးနော်တစ်လုံးနဲ့တစ်လုံးမတူဘူးဆိုတော့တချို့ကနည်းနည်းလေးသေးနေတဲ့အလုံးနဲ့ရှီမယ်ပေါ့နော်အဲကြောင့်ဒီမှာကြတော့သူကကိုကြိုက်တဲ့အကိုကြိုက်တဲ့ချီနဲ့တုံးလို့ရပါတယ်နော် ီရာကလေဘယ်လိုပြောမလဲအဒီ ABC လေးကဒီတော့ကြိတ်တွေပါတွေထိုးမဲ့ပတ္တန်ကကြတော့လေတမျိုးလာမယ်เนาะသူကဒီပုံစံမဟုတ်ဘူးဒါကကြတော့ပုံမှန်စာလုံးထိုးတဲ့အနေနဲ့ပဲထိုးပြထားတာเนาะတော့ကြိတ်လေးလုံမယ်ဆိုရင်သူကဒီလေဖောင်းတဲ့ပုံစံလေးပေါ့เนาะ 3D ပုံစံလေးအဲ့လိုမျိုးပုံစံလေးကိုထိုးတာဆိုတော့ပုံစံတမျိုးနဲ့ထိုးရတယ်เนาะ ရန်ကြီးกว่าတာမဟုတ်ပြီမဲ့မတူဘူးပေါ့နော်အဲ့ဒါလေးကိုနည်းနည်းလေးသိစေချင်တယ်ဘာလို့လဲဆိုတော့တချို့တချို့ဟာလေးကြတော့သူကတော့ကြိတ် kitchen အတွက်ထိုးတာဆိုလို့ရှိရင်ပုံစံတစ်မျိုးနဲ့ထိုးထားရပေါ့နော်ဒီပတ်တန်ဒီဒီအနေနဲ့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး okay ဒါဆိုလို့ရှိရင်ဒီမှာခုဆိုရင် a b c d e f ပေါ့နော်အကုန်လုံး6ခုရပြီ၃လုံးကိုဗီဒီယိုတစ်ခုစီနေပေါ့နော် တင်ပေးมาဖြစ်တဲ့အတွက်အခုနောက်ထပ်ဗီဒီယိုမှာ နောက်ထပ်၃လုံးထပ်ပြီးတော့ထိုးပေးမယ်เนาะအခုဒီဗီဒီယိုမှာကြတော့ DEF ပေါ့เนาะဒီ၃လုံးကိုထိုးနည်းလေးကိုထိုးပြထားတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်၃လုံးကိုထပ်ပြီးတော့ DE ကကြတော့လေအတူတူပဲเนาะဒီနှစ် line ကအတူတူပဲဒါပေမဲ့ဒီဖုံးကဒီလိုမျိုးပင့်ရိုက်ထားတဲ့အတွက်ဒီဘက်ကခြေတယ်လို့ဖြစ်နေတယ်เนาะအမှန်တကယ်မခြေဘူးအတူတူပါပဲเนาะဒီမှာဒီလိုမျိုး ီလိုမျိုးပြောင်းပြန်ရရင်ကြတော့ဒီဘက်ဒီဘက်ကခြေသလိုဖြစ်တယ်ပေါ့နော်အတူတူပဲအမှန်တကယ်ကတော့ site ကအတူတူပဲနော် okay ဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီ DEF ပေါ့နော်ဒီ၃လုံးကိုလိုက်ထိုးလို့ရပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်လေးတွေတင်တိုင်းကြည့်လို့ရအောင်လို့ channel လေးကိုလိုက်ရန် subscribe ထားဖို့မေးပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်တွေ့ကြမယ်နော်